ားလုံးပဲမင်္ဂလာပါပြည်မြတ်လေးပွဲစဉ်တစ်ဆယ်ဖြစ်တဲ့စနေနေ့ညမြန်မာစံတော်ကျေးည7:00နာရီမှာကစားမယ်တတိယဟော့စပါတင်းနဲ့ချက်စီတင်းတို့ရဲ့ပွဲချုပ်တော်တဲ့ချက်နဲ့ခမ်းမရွေးချက်မှုကိုအခုပဲလုပ်ပြီးသွားကြပါတယ်လက်ရှိမှာဆိုလို့ရှိရင်တော့တတိယဟော့စပါတင်းကတော့သူတို့ရဲ့အိမ်ကွေးမှာကစားရမယ့်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့သူတို့အတင်းရဲ့ဒီနေ့ရက်ဒီခြေစွမ်းပိုက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့တောမန်ဖလိုက်ရဲ့ ဒီတတိယဝန်ဆိုပါတင်ရဆိုလို့ရှိရင်တော့အဝေးဝေးမှဒါခြေစွမ်းတွေတောက်ဆောက်ကောင်းနေပြီမဲ့လက်ရှိအိမ်ဝေးမှတော့ရုံးကန်နေရတဲ့အခြေအနေမျိုးမှာတော့တတိယဟောစပါတင်နေလဲလက်ရှိသူတို့ရဲ့အဓိကခက်စင်မှုဖြစ်တဲ့ခရစ်စတယ်လိုမဲလိုတဲ့တရားကြောက်ဒီပွဲစဉ်မှာပါဝင်ဖို့မတိကျနိုင်တဲ့အခြေအနေမျိုးမှာတော့သူတို့အတင်းရလက်ရှိခက်စင်ပါဆိုလို့ရှိရင်လည်းမီဂီဗန်ဒဗန်နဲ့တန်ဆူအတွဲဘယ်မြေတူကိုရမယ်အခြေအနေမျိုးမှာ လက်ရှိချက်တော်တန်ဟော့စပါတင်းနေတယ်သူတို့ရဲ့အိမ်ကွေးမှာဆိုလို့ရှိရင်ရက်လက်ကောင်းရောက်ဖို့အတွက်နောက်ပွဲတပွဲရရှိဖို့ဟိုနီပြတုံးမဖလားနေနေလဲတကယ်ကိုရုံးကန်နေရတဲ့အခြေအနေမျိုးမှာအဝေးကွေးမှာတော့လက်ကျေးစရာမလိုဘူးတော်တန်ဟော့စပါတင်းနေတယ်တော့မထင်မှတ်ပဲနဲ့အဝေးကွေးမှာဒီတောက်ဆောက်ခြေစွန်းပြတ်ပြီးတော့ကိုပြက်တွေအနိုင်ရရှိနေပြီပြင်ရတယ်ချက်တော်တန်ဟော့စပါတင်းနေတယ်တော့လက်ရှိသူတို့ရဲ့အိမ်ကွေးမှာဆိုလို့ရှိရင်အတင်းငယ်ကလေးတွေကအစလက်ရှိဒီနေ့ရဒီမှာတိုက်ပတ်နေတဲ့ဝူတင်းကိုတော့မှ တော်တယ် hotspot တင်းနေတာသူတို့ရဲ့အိမ်ဝင်းမှာဝမ်းဝမ်းဆိုတဲ့တည်ရက်လက်တာကစားနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လဲဒါတော်မှနောက်ကျောက်ကိုနဲ့ဝမ်းဝမ်းတည်ကြခဲ့တဲ့အတွက်ကြောင့်မို့လဲတော်တယ် hotspot တင်းနေတာတော့ဒီပွဲစဉ်မှာတော့သူတို့ရဲ့အဓိကသူတို့ကိုပွဲရာသီတိုင်းလူလူတော်တယ် hotspot တင်းနေတဲ့ချက်စီနဲ့တွေ့တိုင်းချက်စီဘလောက်တိုင်ပပတ်တော်တယ် hotspot တင်းနေတဲ့အမြဲတမ်းဒူထောက်အဆုံးပေးနေရတဲ့အခြေအနေမျိုးမှာအမြဲတမ်းရက်လက်ဆိုးနေတဲ့တော်တယ် hotspot တင်းနေတဲ့ဒီချက်စီကိုသူတို့အတင်းနေတဲ့တော့ သူတို့ရဲ့အိမ်ခွေးမှာတော့ဒီနေ့ရက်ဒီတုံမန်ဖလိုက်ရဲ့လက်ထက်မှာရလကောင်ရအောင်ဖော်ဆောင်နိုင်မလားဆိုတော့ကျွန်တော်တို့လေစိတ်ဝင်စားနဲ့ထပ်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။လက်စီတစ်ဖက်ကချက်စီးတင်းနေတဲ့တော့လေဒီနေ့ရက်ဒီမှာဆိုလို့ရှိရင်သူတို့ရဲ့တက်စီပိုင်းကဖြစ်တည်မှုတွေအများကြီးလောက်ထားပြီးမှလည်းတောင်ပန်ကစားသမားတွေအများကြီးရှိပြီးမှလည်းသူတို့ရဲ့အဓိကခန့်စစ်နဲ့ကုသမာအားနည်းချက်ကတော့ပွဲတိုင်းလူလူမြင်တွေ့နေရတယ်ဗျာ။ဒီပွဲစီမှာဆိုလို့ရှိရင်ချက်စီးတင်းနေတဲ့တော့သူတို့ရဲ့အဓိက ပွင်ရာတီတိုင်းပြီးခဲ့တဲ့ရာတီတွေမှာလည်းအများအားလို့လောအတားကြီးယူပြီးတော့ကုပြအနိုင်ရလေကြဖြစ်တဲ့တော်တယ် hotspot တင်းနဲ့သူရမှာမို့သူတို့အနေစောတော့ဗျာသူတို့တင်းနေတယ်တော့ဒီတော်တယ် hotspot တင်းကိုငယ်နိုင်ဆိုတော့အတွေ့မျိုးနဲ့တော်တယ် hotspot ရဲ့ကွင်းကိုလာပြီးတော့အနိုင်ရလက်ကိုဖော်ဆောင်တော့တောင်းနိုင်မလားဆိုတာကလည်းနီးပြအန်စုံမာကအနေနဲ့တော့ဒီပွဲစဉ်မှာကကြူးကြောင်လောက်လို့မရဘူးတော့ကျွန်တော်အနေနဲ့မြင်ပြီးပါကြောက်လဲဆိုလို့ရှိရင်တစ်ဖက်ကတော်မန့်ဖလန့်အနေနဲ့လည်း လက်ရှိတဲ့ဟော့စပါတင်းကိုပရီးမီးယားလိဇာတ်ထိပ်ဘိုင်နိုင်တီရောက်အောင်ပို့ဆောင်ထားပြီးတဲ့အခြေအနေမျိုးမှာတော့ချက်စီတင်းနေတော့လက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်မလိုအပ်ဘဲနဲ့ကစားသမားတွေရဲ့အမားတွေကနေအနီကပ်တွေတောက်ဆောက်ကျုပ်တွေ့နေရတဲ့အခြေအနေမျိုးမှာတော့ဒီပွဲစဉ်မှာတော့ချက်စီတင်းနေတယ်လို့ဂယူဒီဇိုင်းနဲ့ကစားသမားတွေရဲ့အနီကပ်တွေအဝါကပ်တွေတော့ဆောက်မထိရအောင်ဂယူဒီဇိုင်းနဲ့ကစားရဖို့ရှိနေပါတယ် โอเคဒါဆိုလို့ကျွန်တော်တို့ဒီနေ့တင်းရအဆိုင်ရအကြောပြမှုတစ်ချက်တော့ကြည့်လိုက်ရအောင်အဆိုင်ရအကြောပြမှုမှာဆိုလို့ရှင်တော့တယ်တတဲ့ဆိုတော့အကြောပြမှုကိုပြထားပါတယ်တကြပါလေတတဲ့ဟော့စပါတင်းနေတယ်သူတို့ရဲ့အင်ကွေဖြစ်နေပါစေအောင်လက်စီခြေစည်းတင်းထက်သူတို့တင်းနေတော့တိုက်စစ်ပိုက်ခက်စစ်ပိုက်မျက်တာနေပြီပဲလေခြေစည်းတင်းထက်တော့မှဒီနေ့ရဒီမှာဆိုလို့ရှင်တတဲ့ဟော့စပါတင်းကပို့ပြီးတော့တာတယ်ဗျခြေစမိုက်အရာရောအတင်းလိုက်စုစည်းမှုအရာရောဆိုလို့ရှင်ဒီနေ့ရဒီမှာတော့မှ flight ကန်တွေခဲ့ပြီးတဲ့အချိန်တော်တော်ဟော့စပါတင်းကတော့တော်တော်လေးကိုပုံစံကောင်းတစ်ခုမှဆင်းနေတယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။တစ်ဖက်ကချဲစီတင်းကတော့ဗျာတကယ်ကိုနောက်တန်းအမှားတွေနဲ့ဒီကစားသမားတွေရဲ့မလူလားအဲ့တဲ့အနီကပ်ပြစ်တန်တွေကြောင့်နောက်ပိုင်ဝက်စင်းတွေမှာဆိုလို့ရှိရင်လွယ်လွယ်နဲ့နိုင်ရမဲ့ဝက်စင်းတွေတော့မှအတိတ်တန်ရုံးကပ်ပြီးမှနိုင်ခဲ့ရတဲ့ဝက်စင်းတွေရှိတယ်ဗျာ။ဥမာဆိုလို့ရှိရင်ပြီးခဲ့တဲ့ဝက်စင်းမှာဆိုလို့ရှိရင်လည်းကလဘောဖလားဝက်စင်းမှာဆိုလို့ရှိရင်ဦးတင်းကို ACC ပထမပိုင်းမှာတင်း၃ခုပြတ်နဲ့ ဦးဆောင်နေပြီမဲ့လေနောက်ပိုင်းကစားသမားတွေရဲ့ပို့ဆောင်မှုတွေတပင်းကစားသမားတွေရဲ့အမှားလုပ်မှုတွေကြောင့်တရှိမှုဒီလက်တဲ့အနိကတ်ထိပ်ပြီးတော့ထောက်ခတ်သွားရတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ချက်စီးတင်းနေနဲ့လည်းမလိုလားအပ်တဲ့ဒီအမှားတွေကြောင့်ပွဲတိုက်လို့လို့ရုတ်ကန်နေရတဲ့အခြေအနေမျိုးမှာတော့ပြီးခဲ့တဲ့ရာသီတွေကဆုံးပြီးကိုနီပြတော်မဖလန်အနေနဲ့ဆက်နိုင်မလားဆိုတာကလည်းစိတ်ဝင်စားနဲ့ထပ်ပြီးတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ် ဒီတည်တည်ဆိုတဲ့အကျုပ်ပေးမှုမှာဆိုလို့ရှင်တော့တယ်ကျွန်တော်အနေနဲ့တော့ဒီပွဲစဉ်ကတော့တည်ကြတန်းနိုင်တွားနိုင်မယ့်အခြေအနေမျိုးလေးရှိပါတယ်ဒီကုနှစ်တင်းရဲ့ကိုပေါင်းကြီးနဲ့ချိန်ကြည့်မယ်ဆိုလို့ရှင်တော့လေကိုပေါင်းကြီးကတော့လုံးဝတဝက်စားဆိုတော့ကိုပေါင်းကြီးကိုဖွေလေသားပါလားလက်ရှိနောက်ပိုင်းဆိုလို့ရှင်တော့တော်တော်ဟော့စပါတင်းနေတယ်သူတို့ရဲ့အိမ်ဝေးမှာဆိုလို့ရှိရင်ခန်းစစ်ကိုအတိကအသားပေးအသားပေးပြီးတော့သူတို့ရဲ့တောင်ပေါ်မှာဆိုလို့ရှင်လေမူဟာမတ်ကူတက်ဒီကလောက်အားလုံးကိုအတိကအကူပြီးတော့မူဟာမတ်ကူတက်ကြီးကိုပဲဘောလုံးတွေရအောင်ပို့ပြီးတော့ဒီတိုက်စစ်ကို ပေါ်ဆောင်တဲ့နေရာမျိုးမှာဆိုလို့ရှိရင်တော့ချက်စီးတင်းနေတယ်တော့သူရဲ့နောက်တန်းအာနေချက်ဒီနဲ့မိုဟာမက်ကူတက်ကိုအဓိကထိန်းကျောင်းနိုင်မယ်ဆိုလို့ရှိရင်တော့ချက်စီးတင်းနေတဲ့နိုင်ဖို့ရကန်တော့အနေငယ်ရှိတယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဒါတူပေမဲ့တော့လည်းချက်စီးရဲ့နောက်နောက်တန်းကလုံးဝကျော်လူမရတဲ့အခြေအနေမျိုးမှာချက်စီးရဲ့နောက်တန်းမှာဆိုလို့ရှိရင်ဘယ်ကစားသမားကိုဒီပြအစုံမကလည်းနဲ့ပွဲထုတ်လာမလဲဆိုတာကလည်းစိတ်ဝင်စားတဲ့ကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်ရမယ်ဒီကြပါတဲ့ဒီပွဲစီမှာဆိုလို့ရှိရင်တော့အချင်းပေါက်နဲ့ချက်လက်ပါအတွဲဥပွဲ ပွဲထွက်လာဖို့ရှိနေတဲ့အတွက်ကြောင့်မို့လဲချက်စီးတင်းနေတဲ့တော့အနေငယ်ခန့်စစ်တင်းနေပဲလို့တော့ကျွန်တော်အနေနဲ့မျှော်လင့်မိပါတယ်ဒီနှစ်သင်းပေါင်းရဲ့တွင်ကိုရဆိုလို့ရှိရင်တော့လည်းချက်စီးရဲ့ခန့်စစ်ကတော့အနည်းဆုံးတကူပြရနိုင်မယ့်အခြေအနေမျိုးကတော့ဒီကြောက်စစ်နေတဲ့အတွက်ကြောင့်မို့လဲတစ်ဖက်ကချက်စီးတင်းနေတဲ့သူတို့ရဲ့တိုက်စစ်မှာတော့ကိုရဘူးတို့ကမပူထိတဲ့အခြေအနေမျိုးမှာတော့ကျွန်တော်အနေနဲ့တော့ body ထက်ကြလို့ရှိရင်တည်တည်ပြီးတတ်တဲ့ဒီ body ကြီးထက်ကြလို့ရှိရင်တော့ ကိုပေါင်းကြီးမှာတော်လုံးဝင်တပွဲစာဆိုတော့ကိုပေါင်းကြီးရဆိုလို့ရှင်တော့နှစ်တင်းမောင်းတွင်းကိုအနည်းဆုံးတော်လုံးသိရှိတယ်လို့ပဲကျွန်တော်အနေနဲ့မြင်မိပါတယ်တစ်ဖက်ကတော်တန်ဟော့စပါတင်းနေလဲသူရဲ့ဒီပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့ငါးပွဲကိုကြည့်မယ်ဆိုလို့ရှင်တော့လီယူနိုက်တက်ကိုသူရဲ့လီယူနိုက်တက်ရဲ့အိမ်ပွဲမှာဆိုလို့ရှင်ဝမ်2ဆိုတဲ့ရလက်နဲ့အနိုင်ရခဲ့ပြီးတော့အစတွန်ပီလာအတင်းကိုတော့သူရဲ့အိမ်ပွဲမှာတော့2-1ဆိုတဲ့ရလက်နဲ့ထပ်ပြီးဆုံးနေခဲ့ပါတယ်တပြက်လီမှာတော့မော်နိုကိုအတင်းကိုတော့ မနကူရဲ့အိမ်ဝင်တိသွားပြီးတော့ဂျီဂျီဆိုလည်းတည်းရက်လက်ခံကန်နေပြီးတော့အေဗာတန်ရဲ့အိမ်ဝင်မှာတော့3-0ဆိုလို့ရက်လက်နဲ့ကိုပြတ်နိုင်ခဲ့ပါတယ်။အပြင်ပြီးခဲ့တဲ့ကာလဘောဖလားပွဲစဉ်မှာဆိုလို့ရှိရင်တော့လူကတ်ဆေးရဲ့အိမ်ဝင်တိသွားပြီးတော့2-0ဆိုလို့ရက်လက်နဲ့ဆုံးနေခဲ့ပြီးမှတော်တယ်ဟောစပါတင်းရဲ့ဒီပြပွဲစုံငါးပွဲမှာဆိုလို့ရှိရင်တော့လည်းအဝီကွေးမှာနိုင်ပွဲတွေရထားပြီးတော့အိမ်ကွေးမှာလုံးဝအနိုင်မရတာတဲ့အခြေအနေမျိုးမှာတော်တယ်ဟောစပါတင်းတွေလည်းဒီနေ့ရက်ဒီမှာအိမ်ကွေးဆိုလို့ရှိရင်ကျောက်ကန်ရတဲ့အခြေအနေမျိုးမှာလက်ရှိအိမ်ကွေး ပရီးမီးယားလီဂ်ကိုပွဲကစားပြီးတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်အငွေးမှာဆိုလို့ရှိရင်လေးပွဲကစားတာပြီးတော့တပွဲတာနိုင်တာပြီးတော့တပွဲတည်ရင်နှစ်ပွဲစီဆုံးတော့ပါတယ်တစ်ဖက်ကချက်စီတင်ကတော့အဝေးကွင်းရလက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့လေသူတို့တင်နေတော့အဝေးကွင်းမှာဆိုလို့ရှိရင်နှစ်ပွဲစီနိုင်ပြီးတော့တပွဲတည်ရင်တပွဲပဲဆုံးတော့ပါတယ်ချက်စီရဲ့အဝေးကွင်းရလက်ကတော့မဆိုးဘူးလို့ပြောလို့ရတယ်ဗျာတော်တော်ဟော့စပါတင်ရဲ့အငွေးရလက်ထက်စားလို့ရှိရင်တော့ချက်စီတင်ရဲ့အဝေးကွင်းရလက်ကတော့တော်တော်ကောင်းတယ်လို့ပြောလို့ရမယ်ဗျာတစ်ဖက်က Chelsea အတင်းအနေနဲ့လည်းသူတို့ရဲ့ဒီနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲကိုကြည့်မယ်ဆိုလို့ရှင်တော့လေ Liverpool တင်းကိုတော့သူတို့ရဲ့အဝေးမှာ2-1ဆိုတဲ့ရလနဲ့အနိုင်ခဲ့ရခဲ့ပြီးတော့ Tottenham Hotspur ရဲ့အဝေးကွင်းမှာတော့3-0ဆိုတဲ့ရလနဲ့အနိုင်ရခဲ့ပါတယ်။ဒါပြင် Ajax ကလည်း Champions League မှာ5-1ဆိုတဲ့ရလနဲ့သူတို့ရဲ့အဝေးမှာအနိုင်ရထားပြီးတော့စနလန်ကိုတော့ပြီးခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုလို့ရှင်သူတို့ရဲ့အဝေးမှာ2-1ဆိုတဲ့ရလနဲ့ဆုံးနေခဲ့ပါတယ်။ဒါပြင်ပြီးခဲ့တဲ့ Club Brugge ပွဲစဉ်မှာဆိုလို့ရှင်တော့ ဘူးရဲ့အိမ်ကွေးမှာတော့သတိဖိုးစုရဲရလည်းနဲ့အသေးတန်ကစားပြီးတော့အနိုင်ရခဲ့ပါတယ်ဒီချက်စီတင်းရဲ့ဒီနေ့ရဒီပရီးမီးယားလိပွဲစဉ်ကိုပွဲကစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်ချက်စီတင်းနေတော့16ကိုးစီတွင်လာပြီးတော့သူတို့ရဲ့ခန်းစည်းက17ကိုးစီပြီးလာရတဲ့အချိန်မျိုးမှာတစ်ဖက်ကတိုတင်ဟော့စပါတင်းနေတဲ့ပရီးမီးယားလိကိုပွဲကစားပြီးတဲ့အချိန်မှာတိုက်သူတို့ရဲ့တိုက်စစ်ကတော့16ကိုးစီတွင်လာပြီးတော့ပေကို9ကိုးစာခွင့်ပြုထားရတဲ့တိုတင်ဟော့စပါတင်းရဲ့ခန်းစည်းကတော့ဟဲ့ဟို ချက်စီရဲ့အတင်းရဲ့ခက်စစ်သက်ပို့ပြီးတော့ကောင်းမွန်တဲ့အခြေအနေမျိုးမှာတော့ဒီပွဲစဉ်မှာတော်တော်ဟော့စပါတင်းနေနဲ့သူတို့ရဲ့ခက်စစ်မှာဆိုလို့ရှိရင်အဓိကသူတို့အတင်းရဲ့အဓိကအားထားရတဲ့ပစ္စတယ်ရူမလေးရူတန်ရကြောက်ပါဝင်နိုင်မှုအခြေအနေမရှိတဲ့အတွက်ကြောင့်မို့လဲချက်စီတင်းနေတော့တော်တော်ဟော့စပါတင်းကိုကိုဒီရတော့နိုင်ပဲအခြေအနေမျိုးကျွန်တော်အနေနဲ့တော့မြင်မိပါလားဒီနေ့တင်းရဲ့ဟတ်တူဟတ်ကိုကြည့်မယ်ဆိုလို့ရှိရင်ချက်စီတင်းနေတော့ပြီးခဲ့တဲ့ရက်ဒီကဆိုလို့ရှိရင် သူတို့ရဲ့အင်ဂွေးမှာတော့102နဲ့တော်တော်ဟော့စပါတင်းကိုအနိုင်ရခဲ့ပြီးတော့တော်တော်ဟော့စပါတင်းရဲ့အင်ဂွေးမှာတော့ချက်စီက34ဆိုတဲ့ရလနဲ့အနိုင်ရခဲ့ပါတယ်။တပင်းပြီးခဲ့စစ်တနစ်ကျော်ကဆိုစဉ်ချက်စီရဲ့အင်ဂွေးမှာတော့20ဆိုတဲ့ရလနဲ့အနိုင်ရလာပြီးတော့တော်တော်ဟော့စပါတင်းရဲ့အင်ဂွေးမှာလည်းကျစီကပဲ4-1ဆိုတဲ့ရလနဲ့အနိုင်ရခဲ့ပါတယ်ဒီနောက်ဆုံး2ရာဒီတွေ့ဆုံမှုမှာဆိုလို့ရှိရင်တော့လည်းနောက်ဆုံးလီပွဲမှာဆိုလို့ရှိရင်ချက်စီတင်းနေတဲ့တော့လီပွဲလုံးအနိုင်ရထားတဲ့အတွက်ကြောင့်မို့လို့ဒီပွဲစဉ်မှာတော့ချက်စီတင်းနေတဲ့တော့ပထမပဲနဲ့ကန့်နိုင်သွားဖို့အခြေအနေတွေရှိပြီးတော့ ဒီနှစ်တိမောက်တွင်ကိုလည်းများသောနိုင်မဲ့ခြေအနေမျိုးရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့တော့တေချာပေါ့ဒီနှစ်တိမောက်တွင်ကိုမှာအနည်းဆုံးသုံးလုံးသိရှိတဲ့အတွက်ကြောင့်မို့လဲခြေစီကူပုံပဲအကောင်းဆုံးကြီးချက်ပြလိုက်ရပါတယ်ဒီကြီးချက်မှုကကျွန်တော်တူတက်တယောက်ဆိုရင်အမြင်ရရွေးချယ်မှုဖြစ်တဲ့အတွက်ကြောင့်မို့ဒီလိုလို့လေအကြိုက်သူမှသာ like ပြီးတော့ဆောက်ကြပါအားလုံးပဲဒီလောက်ပါကျွန်တော် channel တွေ subscribe လုပ်ပြီး subscribe လုပ်ပြီးတော့အားပေးကြပါဦးလို့တောင်းဆိုပြလိုက်ကျွန်တော်ညီကိုလေးအားလုံးပဲအဆက်ဆက်ရအထူးကူးဆက်ကြပါခင်ဗျာ